။သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့သတင်းချင်မှဒီကနေ့ match လ32ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာ။ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမှာ PDF မြန်ဝင်လာမှဆိုတဲ့လုံခြုံရေးစိုးရင်ကျင်းတဲ့စစ်တပ်ကကေဇေးအဖွဲ့တွေကိုပိတ်ပင်ထားပြီးကေဇေးလုံမှဆိုရင်စစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့မှခွင့်ပြုချက်ယူရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တကိုင်းတိုင်းစကိုင်းမြို့နယ်မှာ PDF များဝင်လာမှဆိုတဲ့လုံခြုံရေးစိုးရင်ကျက်တဲ့စစ်တပ်ကကေဇေးရေးအဖွဲ့တွေကိုပိတ်ပင်ထားကြောင်းစကိုင်းမြို့မှာရောက်ရှိနေတဲ့ကေဇေးရေးပရဟိတအဖွဲ့တကူကပြောဆိုပါတယ်။စကိုင်းမှာကေဇေးရေးလုံမယ်ဆိုရင်စကိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စကိုင်းမြို့အခြေစိုက်တပ်မတုံးတုံးတရင်တို့ထံမှခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်းကေဇေးရေးလုံမဲ့သူတွေရဲ့ကိုယ်ရေးရာဇဝင်၊ကုညီမဲ့ပစ္စည်းအရေးအတွက်မြည်သည့်လမ်းကြောင်းမှာရရှိတဲ့ငွေကြေးစစ်တပ်အပါအဝင်အုပ်ချုပ်ရေးအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့စီကံချက်များကိုလိုက်နာရမှာဖြစ်ကြောင်းသိရှိရပါတယ်။ ခွင့်ပြုချက်မရှိရင်ကုခွင့်မရဘူးဘာရီကုမလဲဘသူတွေပါမလဲဘယ်ကလာတာလဲစသဖြင့်ပေါ့လုံခြုံရေးစိုးရင်ချက်တွေအတွက်အဓိကလို့ပြောတယ်လုံခြုံရေးအရစိတ်ချရတဲ့အနေအထားမဟုတ်ဘူးလို့လည်းပြောတယ်လို့ကေဇေယျပရဟိတအဖွဲ့တခုကဆိုပါတယ်စစ်တပ်ကစေးယုံနဲ့မြို့နယ်ထွေးအုပ်ရုံးနေမှာလုံခြုံရေးတိုးမြင့်ချထားကြောင်းလည်းသိရှိရပါတယ်စေးယုံနဲ့မလန့်မကန့်မှာတော့တနတ်တကားကားနဲ့လုံနေတာ၁၀ကနေ၂၀ကြားပြကန္နာလန်လည်းပန်းညံအကျော်မှာအဆောင်ချပြီးပိတ်ထားတယ်ပြလို့ စကိုင်းမြို့မှာကေဇေးရောက်ရှိနေတဲ့သူကပြောဆိုပါတယ်လက်တလော့စကိုင်းအခြေစိုက်ကုညီကေဇေးအဖွဲ့တွေနဲ့ချိတ်ဆက်လှုပ်ဆောင်လျက်ရှိပေမဲ့စကိုင်းတိုင်းတစ်ခုလုံးကိုမလွှမ်းခြုံနိုင်ကြောင်းအဆောက်အအုံအပြည့်စည်းများအောက်မှာပိတ်မိနေတဲ့ပြည်သူတွေအတွက်ကေဇေးလှုပ်ဖို့အချိန်မှနည်းပါးလာနေပြီဖြစ်ကြောင်းကေဇေးအဖွဲ့များကဆိုကြပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ VNL စစ်တပ်နဲ့ရဲပါဝင်တဲ့ကေဇေးအဖွဲ့ဝင်106ဦးဟာမြမငလင်ဘေးကိုကုညီရန်ရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် VNM ရဲတပ်ဖွဲ့နဲ့စစ်တပ်ပါဝင်တဲ့ငလင်ဘေးကေဇေးကြီးအဖွဲ့ဟာကေဇေးကြီးခွေးမြတ်နဲ့အတူ2025ခုနှစ်မတ်လ30ရက်နေ့မှာရန်ကုန်ကိုရောက်ရှိလာပြီးဖြစ်ကြောင်းသိရှိရပါတယ်။ငလင်ဘေးတံကြောင့်အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံကိုကူညီဖို့အတွက် VNM ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနကကေဇေးကြီးအဖွဲ့ကိုဆီလွတ်လပ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ကေဇေးရေးအဖွဲ့ဝင်106ဦးရှာဖွေကေဇေးရေးခွင့်များနဲ့အတူစေးနဲ့စစ်ပစ္စည်းများရိတ်ခါများအပါအဝင်ကေဇေးရေးလုပ်ငန်းသုံးကုန်တန်ချိန်60ကျော်တို့ကို VHL ရင်းနှစီနဲ့ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်ကိုပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့ကစကိုင်းနဲ့မန္တလေးကိုအခြေပြုလှုပ်ရှားခဲ့တဲ့ပြင်းအား9.8အဆင့်ရှိတဲ့ငလင်ဟာအိန္ဒိယချင်းထိုင်းနိုင်ငံမှာလည်းအင်အားပြင်းထန်စွာတက်ရောက်ခဲ့က VNN တို့တွင်လည်းအင်အားအသင့်တင့်တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ငလင်အခြေပြုရာမန္တလေးနဲ့စကိုင်းတွေမှာအပြည့်စီအောင်ပိတ်မိနေသူတွေကို ရှာဖွေကေစေးရဲ့ချက်ချင်းထိရောက်စွာရရှိခဲ့ခြင်းမရှိဘဲအရေးပေါ်အခြေအနေကြီးညာကနိုင်ငံတကာအကူအညီတောင်းခံထားခြင်းဖြစ်ပါတယ်။ငလင်ဘေးကေစေးရဲ့အတွက်အရက်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များနဲ့မိသက်တက်ဖွဲ့တို့အပါအဝင်အရက်သားလူထုအချင်းချင်းကူညီမှုများကိုတက်နိုင်သမျှဆောင်ရွက်နေကြပေမဲ့ကေစေးရဲ့ဤပညာကေစေးရဲ့ကရိယာလိုအပ်ချက်များစွာနဲ့အခက်အခဲကြုံနေရခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားရှာဖွေကေစေးရဲ့အဖွဲ့စကိုင်းကိုရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားရှာဖွေကေစေးရဲ့အဖွဲ့ဟာ စကိုင်းမှာငလင်ဘေးကေစေဖို့အတွက်ရောက်ရှိနေပြီဖြစ်ကြောင်း2025ခုနှစ်မတ်လ31ရက်နေ့နနအစောပိုင်းမှာသတင်းထုတ်ပြန်လာပါတယ်။မလေးရှားကေစေရေးအဖွဲ့ဟာမြန်မာနိုင်ငံကိုရောက်ပြီး24နာရီအတွင်းစကိုင်းကိုရောက်ရှိသွားကြခြင်းဖြစ်ကြောင်းစစ်ကောင်စီဘက်မှစီစဉ်ပေးတဲ့နေရာမှာစကိုင်းချထားပြီးဖြစ်ကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုလုတ်ခတ်သွားတဲ့အင်အား9.8အဆင့်ရှိတဲ့ပြင်းထန်ငလင်ကြောင်းမန္တလေးနဲ့စကိုင်းတွေမှာ ထိကိုက်ပျက်စီးမှုအများဆုံးဖြစ်ပေါ်ခဲ့ကယနေ့အထိအပျက်စီးပုံအောက်မှာပိတ်မိနေတဲ့ရှင်တန်ကျန်ရစ်သူတွေကိုကယ်ထုတ်ဖို့လိုအပ်နေတဲ့အပြင်မရှင်းလင်းနိုင်သေးတဲ့ရုပ်အလောင်းများမှအပုပ်နံများပါထွက်နေပြီဖြစ်ပါတယ်မန္တလေးနေပြည်တော်ပျော်ပွေတို့မှာနိုင်ငံတကာကေဆေးရေးအဖွဲ့များရောက်ရှိနေကြပြီဖြစ်ပေမဲ့ယနေ့အထိသခိုင်းမြို့ပေါ်မှာမတ်လ30ရက်နေ့အထိနိုင်ငံတကာကူညီကေဆေးရေးစတင်နိုင်ခြင်းမရှိသေးပဲဖြစ်နေပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာရှိတဲ့စစ်ခေါင်းဆောင်နေအိမ်အာနာရှင်ဟောင်းမြရဲ့နေအိမ်များနဲ့ ်တမရအိန်တော်တို့ငလင်တန်ကြောင့်ပျက်စီးခဲ့တာကိုစစ်အင်ဂျင်နီယာအဖွဲ့ကပြင်ဆင်နေပြီးရန်ကုန်မှာရှိတဲ့ဝန်ထမ်းတွေကိုပါပြင်ဆင်ရန်အားချင်းခေါ်ယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်မှာရှိတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့နေအိမ်အပြင်စစ်အာဏာရှင်ဟောင်းဦးတန်းရွှေဦးသိန်းစိန်တို့ရဲ့နေအိမ်များအပါအဝင်၆လုံးတဲ့နေအိမ်များစစ်ရုံးချုပ်တို့ပါငလင်တန်ကြောင့်ပျက်စီးသွားတဲ့အတွက်အလင်းအမြန်ပြင်ဆင်နေကြကြောင်းသိရှိရပါတယ်။အစိုးရနဲ့အိမ်များကိုပြင်ဆင်ရမှာစစ်ကောင်စီရဲ့စစ်အင်ဂျင်နီယာအဖွဲ့မှတာဝန်ယူပြင်ဆင်နေပြီးရန်ကုန်မှာရှိတဲ့စောက်လို့ရေးဝန်ထမ်းများ ဝရင်ကတ္တာကျွမ်းကျင်ဝန်ထမ်းများကိုယနေ့မက်လ30ရက်နေ့မှာနေပြည်တော်ကိုအရောက်အားချင်းခေါ်ယူထားကြောင်းဝန်ထမ်းတအုပ်ထံမှသိရပါဗျ။ဖောက်ဆက်တွေဖြက်ဆက်တွေကရိယာအစုံတဲပြီးနေပြည်တော်ကိုတွားရမယ်လို့စာကြလာတယ်။အထက်ကဆက်သွယ်ရေးဆာဗာတွေနဲ့စစ်ရုံးတွေကအပြည့်စည်တွေကိုအမြန်ပြင်ဖို့လို့သိထားတယ်။တခြားလူမှုကေဇယ်ရေးတော့ဘာမှမပြောထားဘူး။အဖွဲ့လိုက်တွေမက်လ30ရက်နေ့အရောက်တွားရမယ်လို့အကြောင်းကြလာတာလို့တင်မောချင်းဝန်ထမ်းတအုပ်က ARD Time ကိုပြောပါဗျ။ပြီးခဲ့တဲ့မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ပြင်းအား9.9အဆင့်ရှိတဲ့ငလင်တန်းကြောင့်နေပြည်တော်မှာရှိတဲ့တမရအိမ်တော်အပါဝင်စစ်ဘက်ဆိုင်ရာအဆောက်အအုံများပြပျက်စီးခဲ့ပြီးနိုင်ငံခြားသတင်းဌာနတစ်ခုနဲ့အင်တာဗျူးလုပ်နေတဲ့စစ်ဗိုလ်ချုပ်များစစ်ရုံးတွင်းမှာအသေးအတန်ထွက်ပြေးလာတဲ့ဗီဒီယိုဖိုင်များထွက်ပေါ်လာပါတယ်။နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်ယာနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအလို့သမားဝန်ကြီးဌာနတွေမှာလူသေးဆုံးထိခိုက်သည့်အထိပျက်စီးမှုများရှိတယ်လို့သိရပြီး ဝန်တန်းအင်ယာများမှလည်းပိတ်မိနေသူများရှိနေကြောင်းဒေတာခံများထံမှသိရပါဗျ။ငလင်လုတ်ခတ်ခဲ့တဲ့တန်းကြောင့်မန္တလေးတိုင်းတွင်တိတ်ဆုံးသူ1890ဦး၊နေပြည်တော်မှာ402ဦး၊ရှမ်းတောင်မှာ89ဦး၊စကိုင်းမှာ314ဦးနဲ့ပဲခူးတိုင်းတွင်မှာ35ဦးတို့တိတ်ဆုံးခဲ့ကြောင်းသိရှိရပါဗျ။ငလင်တန်းခန်းစားခဲ့ရတဲ့စကိုင်းမြို့ထဲမှာတိတ်ဆုံးသူတွေကိုတည်ယူထုတ်နိုင်ခြင်းမရှိသေးတာကြောင့်အပုံနံများထွက်နေပြီးကုညီကေဇေယံပြောဆိုနေတဲ့အတန်များကိုလည်းကြားနေရကြောင်းဒေတာခံများထံမှသိရပါဗျ။စစ်ကောင်းဆောင်က ငလင်ဘေးခံစားနေရတဲ့ပြည်သူတွေကိုကယ်တင်နိုင်ဖို့နိုင်ငံတကာအကူအညီများပေးကြရန်တောင်းဆိုထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်တန်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်ဥရောပသမ္မတ EU American, Norway နဲ့ UK နိုင်ငံတို့ကကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီးဘေးဒဏ်သင့်ဒေသတွေကိုအပြည့်အဝအတားအဆီးမရှိဝင်ရောက်နိုင်ရေးတောင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်တန်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်ဥရောပသမ္မတ EU American, Norway နဲ့ UK နိုင်ငံတို့ကကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဘေးဒဏ်သင့်ဒေတာတွေကိုအပြည့်အဝအတားအဆီးမရှိဝင်ရောက်နိုင်ရေးတောင်းဆိုထားပါတယ်။မတ်လ28ရက်နေ့မွန်လယ်12:52မိနစ်ကလုတ်ခတ်ခဲ့တဲ့သကိုင်းငလင်တန်ခန်းစားခဲ့ရတဲ့မြန်မာပြည်သူတွေအတွက်ဥရောပတမကကကနအုပ်အရေးပေါ်အကူအညီဖြစ်ယူရို1.5တန်းကူညီပံ့ပိုးရန်ဆုံးဖြတ်လိုက်ကြောင်းယခုထောက်ပံ့ပေးလိုက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခွဲဝေချထားပေးမှုဟာမြန်မာနိုင်ငံမှာရှိတဲ့ထိကိုက်လွယ်ဆုံးသူများရဲ့အရေးပေါ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်နဲ့အသက်များကိုကယ်တင်ရန်အတွက်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းအသိပေးထားပါတယ်။ ဥရောပသမဂ္ဂကနောက်ထပ်အကူအညီများပေးအပ်ပံ့ပိုးနိုင်ဖို့အတွက်မြေပြင်အခြေအနေနဲ့လိုအပ်ချက်များကိုအကဲဖြက်လျက်ရှိပြီးယခုခွဲဝေချထားပေးမှုဟာ2025ခုနှစ်အတွက်မြန်မာနိုင်ငံအတွက်ထောက်ပံ့ထားတဲ့ဥရောပသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို35သန်းအထိရောက်ရှိသွားပြီဖြစ်ကြောင်းသိရှိရပါတယ်။အလားတူအမေရိကန်နိုင်ငံကလည်းစကိုင်းငလင်အတွက်အရေးပေါ်တုံ့ပြန်မှုအနေနဲ့နိုင်ငံအခြေစိုက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးတဲ့အဖွဲ့အစည်းများမှတစ်ဆင့်အမေရိကန်ဒေါ်လာ1သန်းအထိပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထို့ပြင်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာအရေးပေါ်နာကိုစရာအစားအသောက်စေဝါလိုအပ်ချက်နဲ့ရေရရှိမှုပါဝင်ငလင်ဘေးတင့်ဒေတာများမှရှိတဲ့ပြည်သူတွေရဲ့အပူတပြည့်လိုအပ်ချက်တွေကိုတုံးသက်ဖော်ထုတ်နိုင်ဖို့မြန်မာနိုင်ငံကိုရောက်ရှိလာမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ပျက်စီးဆုံးရှုံးမှုများမှပြန်လည်ထူထောင်နိုင်ရန်ကြိုးပမ်းလျက်ရှိတဲ့မြန်မာပြည်သူများနဲ့အတူအမေရိကန်ပြည်ထောင်စုကရည်တည်လျက်ရှိပြီးဤအခက်အခဲကာလအတွင်းမှာအသက်ဆုံးရှုံးမှုများနဲ့လမ်းပန်းဆက်သွယ်ရေးပျက်စီးမှုများအတွက်လည်း အားလုံးနဲ့တက်တူမိမိတို့ဝမ်းနဲ့စိတ်မကောင်းဖြစ်ရပါကြောင်းအသိပေးထားပါတယ်။ဒါပြင်နော်ဝေနိုင်ငံကလည်းငလင်မလုံမီကလူပေါင်း30ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေခဲ့ပြီးငလင်ကြောင့်ရှိပြီးသားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေပေါ်ထက်ဆင့်လိုက်တဲ့အကျက်တဲတစ်ခုဖြစ်ကြောင်းနော်ဝေနိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအက်စမန်အော့ဂရက်စ်ကပြောကြားပါတယ်။ငလင်ဗဟိုချက်တဝိုက်မှာရှိတဲ့တချို့နေရာတွေဟာလက်နက်ကင်ပဋိပက္ခကြောင့်ပြည်တွင်းနေရဲ့စွန့်ခွာသူတိတိတမ၅သန်းနီးပါးရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီဟာအလိုအဆုံနေရာတွေကိုတက်နိုင်သမျှမြန်မြန်ရောက်ရှိဖို့အလွန်အရေးကြီးကြောင်းငလင်မလုံမီကနော်ဝေးဒီမြန်မာနိုင်ငံရှိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများအသီးသီးကို NOK တန်း120လှူဒန်းရန်ဆုံးဖြတ်ခဲ့ကြောင်းအသိပေးထားပါတယ်၎င်းရန်မုံငွေဟာအဖွဲ့အစည်းများအရေးပေါ်တုံ့ပြန်မှုလင်းမြန်စွာဖြန့်ဝေပေးနိုင်တဲ့လိုက်ရောညီထွေရှိတဲ့ငွေကြေးများဖြစ်ပြီး၎င်းတို့ရဲ့ပြည်တွင်းလုတ်ဖော်ကံပတ်များဟာရှေ့တန်းတွင်ရှိနေကြောင်း မြန်မာနိုင်ငံဟာပြည်ပခတ်ဖြစ်ပွားနေတဲ့နိုင်ငံဖြစ်ပြီးစစ်အစိုးရထိန်းချုပ်ထားခြင်းမရှိတဲ့နေမြေများကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွာလာခွင့်အတွက်စိုးရင်ကြောင်းဆက်လက်ပြောဆိုပါရယ်။ပြည်နယ်6ခုမှာအရေးပေါ်အခြေအနေကြီးညာထားပြီးစစ်အစိုးရကနိုင်ငံတကာအတိုင်းအဝိုင်းကိုကူညီပေးဖို့တောင်းဆိုထားကြောင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာများကိုလိုက်နာရန်နဲ့ဘေးဒဏ်သင့်ဒေသတွေကိုအပြည့်အဝအတားအဆီးမရှိဝင်ရောက်နိုင်စေရန်စစ်အစိုးရခေါင်းဆောင်များနဲ့အတိုက်ခံများမှထိန်းချုပ်ထားတဲ့ဒေသများမှလည်းအလားတူဆောင်ရွက်ပေးပါရန်တိုက်တွန်းထားပါရယ်။ UK နိုင်ငံအစိုးရအနေနဲ့အင်အားဖြင့်မြင်းကလင်တန်တင့်ပြည်သူများအထက်စတာလင်ပေါင်၁၀သန်းထောက်ပံ့မှဖြစ်ကြောင်းမတ်လ၂၉ရက်နေ့ကကြေညာထားပါတယ်။ဒီ UK ရမုံငွေအစီအစဉ်ဟာငလင်တန်အပြင်းထန်ဆုံးခံစားခဲ့ရတဲ့ဒေတာများမှရှိတဲ့အကူအညီတွေကိုထက်လောင်းတိုးမြင့်တော့မှဖြစ်ပြီးအစားအစာနဲ့ရေထောက်ပံ့မှုစေဝါနဲ့နေစရာမိုးကာများရရှိစေဖို့အတွက်ဥတီဆောင်ရွက်တော့မှဖြစ်ကြောင်းအသိပေးထားပါတယ်။ပြင်းထန်တဲ့ငလင်တန်လှုပ်ခတ်ပြီးနောက် UK ကမြန်မာပြည်သူပြည်သားတွေထံအသက်ကြီးအကူအညီတွေချက်ချင်းပေးပို့လျက်ရှိပါတယ်။ UK မှရမုံငွေထောက်ပံ့ထားတဲ့ ြည်တွင်းမိဖက်အဖွဲ့အစည်းတွေကနေမြေပြင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုတွေကိုအကောင်အထည်ပေါ်ဆောင်ရွက်နေပြီဖြစ်ပြီးအခုထောက်ပံ့လိုက်တဲ့ Starlink ပေါင်း၁၀တန်းက၎င်းတို့ရဲ့ကုညီကေစီလုပ်ငန်းတွေကိုပုံမှုအားကောင်းလာစေမှာဖြစ်ပါတယ်။ဒီကြေကွဲပွဲဖြစ်ရတဲ့အတွက်မြန်မာပြည်သူပြည်သားအားလုံးကိုအလေးနက်ဆုံးသောကိုကျင်းစာမှုနဲ့ဂရုဏာတက်မိပါတယ်လို့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Baroness Chapman ကပြောကြားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာငလင်အခြေအနေနိုင်ငံတကာမှသတင်းလာယူခွင့်စစ်ကောင်စီခွင့်မပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လူပေါင်းထောင်ချီတေဆုံပျောက်ဆုံပြိမိနေစေဖြစ်တဲ့မြင်းငလင်နဲ့ပတ်သက်ပြီးနိုင်ငံတကာမှသတင်းတောက်များကသတင်းရယူနိုင်ဖို့အတွက်တောင်းဆိုမှုတွေကိုစစ်ကောင်စီကမတ်လ30ရက်နေ့ကညှင်းဆိုလိုက်ပါတယ်။အင်အား9.9နဲ့အင်အားပြင်းထန်စွာလှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ငလင်အခြေအနေကိုနိုင်ငံတကာသတင်းဌာနများကမြန်မာနိုင်ငံအတွင်းကိုလာရောက်ကသတင်းရယူခွင့်တောင်းဆိုနေကြခြင်းဖြစ်ပြီးစစ်ကောင်စီဘက်ကဖယ်ချလိုက်ခြင်းဖြစ်ပါတယ်။လက်ရှိအခြေအနေအရရေလျှက်စစ်မီးနဲ့ဟိုတယ်များမရှိသေးတာကြောင့်လို့ဆိုကား နိုင်ငံတကာမှသတင်းတောက်တွေရဲ့တောင်းဆိုမှုကိုစစ်ကောင်စီဘက်ကပယ်ချလိုက်ခြင်းဖြစ်ပါတယ်။လာတာနေတာတဲတာခိုးတာထိုင်တာသွားတာလာတာအဆင်မပြေနိုင်ပါဘူး။ဒါလေးကိုတော့အလုံးသိရှိထားစီလိုပါတယ်လို့မတ်လ30ရက်နေ့ညပိုင်းကသတင်းဌာနတချို့ကိုပေးပို့တဲ့အတန်ဖိုင်မှာစစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကပြောဆိုပါတယ်။စစ်ကောင်စီဘက်ကဒီလိုအကြောင်းပြန်ကြားချက်အပေါ်မှာနိုင်ငံတကာမှသတင်းတောက်တအုပ်ကစစ်ပွဲတွေ ဘေးအန္တရာယ်တွေကြားမှာတရင်ရယူပြီးတရင်တင်ဆက်နေတဲ့တရင်သမားတွေကိုစစ်ကောင်စီဘက်ကအကြောင်းပြချက်ပေးတဲ့အချက်အပေါ်ကိုနားမလည်နိုင်အောင်ဖြစ်မိပါတယ်။ကျွန်တော်တို့တရင်သမားတွေကအဲ့ဒီလိုကိစ္စတွေကိုဂရုမစိုက်ပါဘူး။ဖြစ်ပျက်နေတဲ့အမှန်တရားတွေကိုပဲကဘာကိုတင်ပြနိုင်ဖို့အရေးကြီးပါတယ်လို့မှတ်ချက်ပေးပါတယ်။မြန်မာနိုင်ငံမှာငလင်ကြီးလှုပ်ခတ်အပြီး2ရက်48နာရီအကြာမတ်လ30ရက်နေ့မှာတည်ဆုံးသူဥယျဆက်လက်မြင့်တက်လျက်ရှိပြီးမန္တလေးနေပြည်တော်နဲ့ပဲခူးရီမှာနောက်ဆက်တွဲငလင်ငယ်များပါလှုပ်ခတ်နေစေဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာတရက်ကို2နာရီသာအလဲကျလျှက်စစ်မီရရှိတော့ပြီးတုံးရီလုံးဝပြတ်တောက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မှာတရက်ကို2နာရီသာအလဲကျလျှက်စစ်မီရရှိပြီးတော့တုံးရီလုံးဝပြတ်တောက်နေကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။မတ်လ28ရက်နေ့မှာမန္တလေးမြို့ကိုဗဟိုပြုပြီးအင်အား9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်လှုပ်ခတ်ခဲ့ပြီးနောက် မတ်လ29ရက်နေ့မှာစတင်ကတရက်ကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေကိုအုပ်စု6စုခွဲပြီးတအုပ်စုလင်း၄နိုင်နှုံးဖြင့်လျှက်စစ်တအားပေးနိုင်တော့မှာဖြစ်ကြောင်းရန်ကုန်လျှက်စစ်တအားပေးရေးကော်ပိုရေးရှင်း YESC ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ရန်ကုန်မြို့မှာတရက်ကို2နာရီခန့်သာလျှက်စစ်မီအလှည့်ကျရရှိပြီးတုံးရင်များပါပြတ်တောက်နေခြင်းဖြစ်ကြောင်းဒေသပြည်သူများထံမှသိရပါတယ်။ရန်ကုန်မှာလက်ရှိကတော့ငလင်းလှုပ်ပြီးနောက်ပိုင်းတုံးရင်မရတော့ဘူး။မီးက၄နိုင်ဆိုတာကလည်း၄နိုင်အပြည့်မရတော့ဘူး။ နှစ်နာရီလောက်ပဲရတယ်။တချို့နေရာတွေကနှစ်နာရီတောင်မရဘူး။တိုက်ခန်းတွေဆိုပိုဆိုးတယ်လို့ဒေတာခံပြည်သူတို့ကပြောဆိုပါတယ်။ရင်းကလင်းတန်းကြောင့်ဓာတ်အားထုတ်လို့ပို့လို့လျက်ရှိတဲ့ဓာတ်အားပေးဆက်ယုံခွဲယုံနဲ့ဓာတ်အားလိုင်းတွေမှာဓာတ်လွတ်ပစ္စည်းများချို့ရင်းပစ္စည်းမှုများဖြစ်ပေါ်ခဲ့၍ဓာတ်အားချိတ်ဆက်ပို့လွတ်နိုင်ခြင်းမရှိစဉ်ကာလအတွင်းဓာတ်ငွေဓာတ်အားပေးဆက်ယုံများကဓာတ်အားထုတ်လို့ပြန်ပြူးနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း WESC ကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီနောက် အစိုးရလုပ်ဖို့ဘာအရေးချင်းမှမရှိတဲ့ကောင်တွေကအစိုးရတက်လို့နေတာကလည်းမြန်မာပြည်ဟာကန့်စွန့်မှုအပေါင်းရဲ့အချုပ်ပဲဖြစ်ကြောင်းကိုရဲဘော်ခြေကအခုလိုရေးသားထားပါတယ်။အစိုးရလုပ်ဖို့ဘာအရေးချင်းမှမရှိတဲ့ကောင်တွေအစိုးရတက်လို့နေတာကလည်းမြန်မာပြည်ဟာကန့်စွန့်မှုအပေါင်းရဲ့အချုပ်ပဲဖြစ်တယ်။တဘာဝဘေးအန္တရာယ်ကြရောက်ချိန်မှာဆိုအရင်ဆုံးလုတ်တင်တာဆက်သွယ်ရေးဝန်ကြီးတွေခေါ်ပြီးဆက်သွယ်ရေးကောင်းနေဖို့ဖုန်းလိုင်းအင်တာနက်လိုင်းမပြတ်သွားဖို့နံပါတ်1ဦးစားပေးလုပ်ရမယ်။ ဒါမှပဲတဘာဝပေးအပ်နေတဲ့ကြာရောက်နေတဲ့သူတွေကအရေးပေါ်ကူညီတောင်းခံလို့ရမယ်မိသားစုတွေအကြဆက်သွယ်လို့ရမယ်ဟို2021ခုနှစ်ကိုဗစ်ကာလတတရလိုက်မှာကလေးကလူပေါင်းတောင်းချီတိန်ကျော်အလဟတ်တေဆုံးခဲ့ရတယ်အဲ့ဒီအချိန်ကလေးကအရေးပေါ်ကေစရေးအသင်းတွေစီးအဖွဲ့တွေစနစ်တကျဖွဲ့စည်းထားတာလည်းမရှိခဲ့ဘူးနှစ်တိုင်းတဘာဝပေးအပ်နေတဲ့ခံစားနေရတဲ့တိုင်းပြည်မှာကိုဟာကိုအစိုးရလို့ခံယူပြီးပြည်သူတွေကိုသာအကြမ်းဖက်နေတာ နိုင်ငံတော်အဆင့်အရေးပေါ်ကေဆေးကြီးမပြောနဲ့မြို့နယ်အဆင့်ကေဆေးကြီးအသင်းတွေတောင်မရှိဘူးဒီလိုမျိုးပျက်စီးအားကြီးမားတဲ့မြို့ကြီးတွေကိုတမျိုးတည်းအားနဲ့ကေဆေးကြီးမလုံနိုင်ရင်စောက်လေဝင်ကြီးဌာနကနေပျက်စီးသွားတဲ့ခရိုင်ချင်းဆက်မြို့နယ်ချင်းဆက်လမ်းမိုင်းတွေကိုအားချင်းအရေးပေါ်သွားလို့ရအောင်ပြင်ဆင်ရမယ်ဒါမှပဲတခြားတမျိုးကနေနောက်တမျိုးကိုကူညီပေးလို့ရမယ်ဒီလောက်ကြီးမားတဲ့ပျက်စီးမှုကြီးဖြစ်ပေါ်နေချိန်မှာအရေးပေါ်ကေဆေးကြီးစခန်းတွေခိမီစက်ရန်နီးယားတွေအရေးပေါ်ကားတွေ volunteer ဝန်ထမ်းတွေအားချင်းခေါ်ရမယ် အရေးပေါ်စေယုံစေကန်းတွေအချင်းတိဆောက်ပြီးကေဇယ်ကြီးလှုပ်ရမယ်ဆိုတာတိပုံမရဘူးမြေပြိုတယ်အဆောင်အုံပြိုတယ်ဆိုတာပိတ်မိနေတဲ့သူတွေအတွက်မိနစ်တိုင်းဟာအသက်တွေပဲဖြစ်လို့ကေဇယ်ကြီးဆိုတာအချင်းစောင့်နေလို့မရပဲနိုင်ငံတော်အဆင့်ကနေညွှန်ကြားချက်ထုတ်အရေးပေါ်ကောင်စီချက်ချင်းဖွဲ့အရေးပေါ်အေရိယာထဲမှာအချင်းနေချင်းတက်တုပ်ရိုက်လှုပ်ဆောင်ရတယ်ဆိုတာလဲတိမှမဟုတ်ဘူးဒါရီကိုတဘာဝဘေးအန်ရဲ့ကြောက်ရောက်နေချိန်မှာ အချင်းလှုပ်ဆောင်နိုင်ဖို့ရှေ့ရခင်ကလေးကကြိုတင်ပြင်ဆင်ထားနိုင်မှအတွေ့အကြုံရှိမှနေ့စဉ်လေ့ကျင့်နေမှဖြစ်နိုင်မယ်ဆိုတာလဲသိပုံမရဘူး။ဒါအပြင်ဒီလောက်ကြီးမားတဲ့တဘာဝဘေးအန္တရာယ်ကြာရောက်နေခြင်းဆိုရင်တဘာဝဘေးအန္တရာယ်ကိုခံစားရတဲ့ဒေတာတွေကိုအာချင်းအရေးပေါ်ဒေတာအဖြစ်မာရှယ်လော့ထုတ်ပြန်ရပြီးကေဇယ်ရေးတွေကိုလေ့ကျင့်တာပြေဝနေတဲ့စစ်တပ်ကဥဆောင်ရတယ်ဆိုတာလဲသိမှာမဟုတ်ဘူး။ဒီကောင်တွေအတွေ့အထိမှာစစ်တပ်ဆိုတာကာကွယ်ရေးပဲလုပ်ရမယ်ဆိုပြီးဂျင်းထက် တိုင်းပြည်ကိုအကြံဖက်ရမယ်လို့သာအစဉ်တစိုက်နားလည်ထားပုံရတယ်။အရေးပေါ်ဘာအစီမံမှလည်းမရှိစနစ်တကျဘာအစီမံခန့်ခွဲမှုမှလည်းမရှိနိုင်ငံတကာကအကူအညီပေးလာတော့သူတို့အစိုးရလူယာဝင်ပြီးဆိုပြီးပျော်လို့တောင်နေမလားပဲ။ဒါကြောင့်ဒီတိုင်းပြည်ဟာနိုင်ငံရေးစနစ်ကိုသာမပြောင်းရင်စစ်တပ်အမြင့်ပြတ်ဖို့သာမလုပ်နိုင်ရင်လူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေဟာနောက်ထပ်နောက်ထပ်အလဟတ်သက်ဆုံးရှုံးဖို့မြင်မိတယ်ဆိုပြီးရေးသားထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းဤဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ